တွေအဲ့လိုလေတယောက်တယောက်လေနန်းရင်ချင်းလေအဲဟူးတယ်လေဆိုဘေးနားနေသလားအတန်နေထွက်ပြီးတော့နော်သူလည်းပါတယ်အကိုဟင်းဝင်းရောင် အဲဆိုပြောတာတောင်တစ်ယောက်ကိုအရန်ချစ်တယ်ဆိုတာလေးမြင်နေရရပေါ့နော်အဲ့လိုအတွေ့အကြုံတောင်တစ်ယောက်ချစ်ကြရတယ်မေတ္တာစစ်မှန်နေဆိုရင်ကိုကလို့ကြည်နူးတာအားတစ်ခါကျလေဖောက်ပြန်တဲ့သတင်းတွေတွေ့လာလို့ရှင်ဟဲ့ယောက်ချမယူရဲတော့အဲဖြစ်သွားတယ်သူများအရန်ချစ်တယ်ဟဲ့လူချင်းလို့အားချလိုက်တာလေလို့ပြောနော်မျိုးမျိုးဖြစ်နေပြီစိတ်က တို့တွေအဲ့လိုလေးတရားနဲ့တရားလေးနန်းရချင်းလေအဲဟူးတယ်လေဘေးနားနေသလားအတန်နေထွက်ပြီးတော့နော်သူလည်းပါတယ်နော်ပါတယ်နော်哦จ้าလေစပိုးရပြေပဲအဲ့လိုအတန်ကြီးအကျယ်အဲ့လိုရမ်းရမ်းသဘောကျတယ်သိမလားအဲ့လိုကိုယ်သဘောကျတဲ့အတွဲလေးတွေကိုနဲ့ဒီခင်းတဲ့မိတ်ဆွေအတွဲလေးတွေဆိုလို့ရှိရင်လို့ပဲကိုကလေလို့ သူတို့တမိအရန်လဲလှုပ်ပေးခြင်းနဲ့အဲ့လိုမျိုးပန်းစဲဆိုလဲရရတယ်တချင်လုံးကိုညီမဲ့တဲ့မှာကိုပါအဲ့လိုမျိုးသူတို့ပွဲလေးတွေမှာသူတို့ချစ်နေတာတွေ့လို့ရှင်ကိုကိုကကြည်နူးတာလို့ပြောလေအဲ့လိုအတွေ့တွေတယောက်နဲ့တယောက်ချစ်ကြရတယ်အဲ့လိုမျိုးမေတ္တာစစ်မှန်နေဆိုရင်ကိုကိုကလို့ကြည်နူးတာလို့ဖောက်ပြန်တာတွေလို့ဟိုနောက်မှရှုပ်တာတွေဆိုလို့ရှင်တော့လုံးဝလက်မခံရတာတွေဆိုလို့ရှင်လက်အရန်စိတ်ဆိုးတယ်သိရလားကိုကလို့အဲ့အထက်သူတို့တမိနဲ့ထတ်တူကိုကအဲ့လိုမျိုး ကိုဟင်းဝင်းရံရောအဲဆိုပြောတာတော်တော်တယောက်အရန်ချစ်တယ်ဆိုတာလေးမြင်နေရရပေါ့နော်နှစ်ယောက်လုံးကလေတော်တော်လေးကိုလိုက်ဖတ်တယ်ဟိုးရင်ကလေးကဒီလိုသူတို့မတွဲခင်တွဲလားမတွဲလားမသိခင်ကလေးကပေါ့နော်လိုက်တယ်ဆိုပြီးတော့ကိုယ်တွေစိတ်ထဲမှာပေါ့နော်လိုက်တယ်နော်သူတို့နှစ်ယောက်ကချောချောလေးတွေဆိုပြီးတော့လိုမျိုးပေါ့အဲ့လိုတွေးတွေးခဲ့မိသေးတယ်တကယ်ကိုအခုတော့ဟိုဒါကဟိုပြိတ္တတေးလေးဟိုဖြစ်စေခြင်းတဲ့အတိုင်းသူတို့လည်းဒါ အဲ့လိုလက်တွဲသွားပြီဆိုတော့ပို့ပြီးတော့ပျော်ရတာပေါ့နော်ဒီနှစ်ထဲမှာလဲဘိုးတို့မျိုးတို့သမီးရန်တွေရောပန်ကျဲတွေရောလှုပ်ပေးရမယ့်ပွဲတွေအများကြီးရှိသေးတယ်။လာအောင်မလာအောင်မအနေပွဲလေမပြောပြဘူး။အဲသူတို့ဒီလိုမျိုးတရားဝင်မကြင်ညာခင်ကလေးရတော့ဘိုးတို့ကိုအဲ့လိုပေါ့တို့သမီးရန်ပြင်ဖို့ပါဝင်ဖို့ပြောထားတယ်။ဒါပေမဲ့ကိုကလည်းတို့မကြင်ညာသေးတော့ဘာမှမပြောဘူးငြိမ်နေရပေါ့နော်။အဲတို့ခုလိုကြင်ညာလိုက်တော့မှခုဒါပြောပြရပါ။ Oh! ဟုတ်တယ်ကလပ်ပေါ်အဲအခုဒီဘက်ခေတ်ကာလမှာဖောက်ပြန်လာတယ်ရမ်းများလာတယ်ပေါ့နော်သတင်းတွေမှာပြောဒါမဲ့လေဟိုဒါလည်းတယောက်နဲ့တယောက်ကတော့ဗီဇတွေစိတ်သက်ပိုင်းဆိုင်ရတယ်မတူကြဘူးပေါ့နော် ဒါမှမဟုတ်တယောက်နဲ့တယောက်လေဟိုတကယ်ချစ်ပြီးမှပဲလက်တွဲစီခြင်းနဲ့အဲ့လိုချစ်ပြီးမှရလာတဲ့ချစ်ချင်းတရားတွေမေတ္တာတွေတန်ရောစီနေရမှာအာဟိုဘယ်လိုပြောမလဲတခြားအရာမပြည့်စုံနေအောင်နေပါပေါ့နော်ဒါယောက်ျားတယောက်ကမိမတယောက်ကိုတကယ်ချစ်ချင်းမေတ္တာတွေနှွေးထွေးမှုတွေနားလည်မှုတွေပေးမယ်ဆိုရင်ဒီမိမတယောက်ကဒီယောက်ျားအတွက်ဘဝတစ်ခုလုံးပုံအပ်ကြတာမိမတွေသဘောတဘာပါပဲလေအဲ့တော့လေးလိုဒီလိုဖောက်ပြန်တဲ့ခစ်ကြီးမှလေးလိုမျိုးပေါ့ဟို ဟိုဘယ်လိုပြောမလဲအဲအချစ်စစ်ကိုပဲတွေ့စေခြင်းနေပေါ့နော်အားတစ်ခါကျတော့ဖောက်ပြန်တဲ့သတင်းတွေတွေ့လာလို့ရှင်ဟဲ့ယောက်ျားမယူရဲတော့အဲဖြစ်သွားတယ်သူများအရင်ချင်တာဟဲ့လူချင်းလို့အားချလိုက်တာရဲ့လို့ပြောနော်မျိုးမျိုးဖြစ်နေပြီစိတ်ကအဲ့တော့မဖောက်ပြန်ကြပါနဲ့ကျမတို့အဲ့တော့ဘို့ရောကိုရီဘို့ရောဒါအတန်နဲ့စပူရင်းလုပ်ပေးရအောင်အိုးအဲနေပါအောင်ဝေးလို့ပါသေးတယ် ိုအခုမှလည်းအလုပ်စူးစမ်းတဲ့အရွယ်ကိုရောက်နေတာပေါ့နော်။ဟုတ်ကဲ့ပါ။အဲ့တော့တကယ်ချင်းမိတ်ဆွေတွေရဲ့ပွဲလေးတော့ပဲ support နေနေနေရမှာပေါ့ကောင်မ။မြင်ရမှာမြင်ရမှာပွဲတိုင်းပါမှာနော်။ပွဲတိုင်းချုံလေးပေါ့။အရန်လေးရောပန်းကျဲလေးရောစုံမဲပေါ့။စုံမဲ။ ဟာဒီကားလေးကဇညွန်လာပေးကြတယ်လည်းအရန်ရှိရပေါ့နော်။သူကဟာတာကားဆိုပေမဲ့သူကဇက်အိမ်ခိုင်ခိုင်မာမာလေးနဲ့ဒါရက်ကူးထားတဲ့ဟာတာကားလေးပေါ့နော်။အဲ့လိုမျိုးပေါ့အမေရဲ့မောင်လေးရဲ့ယောက်ျားရဲ့ကြားမှာလို့ပြာများတဲ့ကောင်မလေးပေါ့။အဲယောက်ျားကိုလည်းကိုကအရန်ချစ်တယ်။ဒါပေမဲ့အမေကိုလည်းကြောက်ရတယ်ပေါ့နော်။ပြီးတော့မောင်လေးကလည်းအဲ့လိုမျိုးကလေးလိုစိုးတယ်ဆိုတော့ပေါ့နော်။အဲ့လိုအခွေဇလန်းလေးဇက်အိမ်လေးနဲ့ရိုက်ထားတာပါ။စီးလာတဲ့ဖက်တက်ကဂွင်းတုံးဖက်တက်ကြီး။ဂွင်းတုံးဖက်တက်ကလေး ောက်ပေါက်နဲ့ပမာအင်းသားတရင်စီးတဲ့ဖဏားဟဲ့ဘယ်လိုကြာလို့ရှိရင်ရှစ်သိန်းနဲ့အဓိကတော့အမေသဘောမတူတဲ့လူကိုကွာရမ်းချစ်လို့ဆိုပြီးတော့နောက်ဆုံးအမေကကဲငါသမီးတလောက်ချစ်နေမှာနေယူလိုက်တော့ဆိုပြီးပေးစားလိုက်တဲ့သဘောပေါ့နော်အဲ့ချိန်မှာသူသဘောမတူတဲ့လူကိုအိမ်ကိုခေါ်လာတဲ့အချိန်မှာအဲ့လိုပေါ့အမေကဟိုအမျိုးမျိုးပေါ့လေအဲ့လိုစိတ်ဒုက္ခပေးတာတွေအမောင်လေးကစိတ်ဒုက္ခပေးတာတွေရဲ့အဲ့လိုမျိုးလေးနဲ့ ဟာတလေးအတော်တော်လေးတော်တော်ကိုရည်ရပါတယ်ဟိုကုတ်ကားမလို့ကိုပြောတာမဟုတ်ပေါ့နော်အဲဟိုဒီဟာတကရိုက်တဲ့တယ်မှာလဲဒီကားလေးကိုဇက်အိမ်လေးကိုတော်တော်လေးကြိုက်တယ်တယ်မှာပါပါတယ်ဟုတ်ပါတယ်အုန်းကြီးအုန်းကြီးလို့ခေါ်လာတာဟုတ်တယ်ကိုတို့ကတော်တော်ထွားရသီလား အဲ့မှာသူ့ကိုဂျောပို့ဂျောပို့ခိုင်းနေတဲ့ဟာပရိုဂျူဆာရတယ်မလုပ်ပါနဲ့သူ့ဂျောပို့လို့ရှိရင်ကျမခါကြိုးဝါမှာပေါ့ဆိုပြီးအဲ့မှာလေအရန်တော့ကြီးရအခုဒီကားရဲ့မှာဆိုလဲအသူ့ရဲ့ဗလာကြီးသူ့ရဲ့အရမ်းမောင်းကြီးနဲ့ဟိုမှာအဲဒီကာရက်တာပုံစံဝင်အောင်ကိုသူတော်တော်ကိုစူးစမ်းထားတာတွေ့ရဘယ်လိုသူအိုက်တင်နေရစာပေါ့နော်လို့မျိုးဘယ်လိုအဲချစ်ချစ်ဖို့ကောင်းတဲ့ပုံစံလေးဟာတာမြောက်တာလေးသူအများကြီးစူးစမ်းထားရဆိုတော့အဲဒီကားရဲ့မှာလဲသူနဲ့တော်တော်ကံဆွေမိခဲ့ပါ တာလဲ။နာရောက်တာနာရောက်တာ။ကျင်းနေကတအားလုံးဝတာလေတိလာတတအစတော့မာကြီးတို့ဟိုရှိန်နာကြောက်တာရရှိရပါတော့နောက်ပိုင်းကျတော့တကယ်ကိုသူသူသူရဲ့ဒါကိုတွေကိုသူညီမလေးလို့ပဲပေါ့နော်အဲ့လိုပဲဆက်ဆံတဲ့အတွက်မာကြီးနဲ့အလုပ်လုပ်ရတော့တကယ်ကို အတိုင်းမသိအဲ့ဒါတော့အမတ်တရရဲ့အများကြီးပါပဲစပါလေးရတော့မာကြီးပေါ့မာကြီးကကျတော့သူကပေါ့ Facebook ဆယ်လီတဘောပေါ့ဒီကားထဲမှာသူကတခုဆိုလို့ live လွှင့်ပြီးတော့ပြောတတ်တယ် အဲ့လိုအဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုတရုပ်ဆောင်ထားတာမျိုးပေါ့ဘိုးတို့ဒီစူပါလီဒီရုပ်ရှင်ဇာတ်ကားကြီးကို၃ရက်နေ့မှာအဲတနိုင်ငံလုံးမှာရှိတဲ့ရုပ်ရှင်ုံတွေမှာပြသတာမှာပဲဖြစ်ပါတယ်အဲတရင်ချိုပရက်တွေအကုန်လုံးမှာလည်းဒီစူပါလီရုပ်ရှင်ကားကြီးကိုကြည့်ခွင့်ရမှာဆိုတော့ပရိသတ်ကြီးဘဝအမောခဏတရာအပန်းဖြေဖို့အတွက်အဲလာပြီးတော့ကြည့်ရှုအားပေးဖို့ဘဝဖိတ်ခေါ်ပါတယ်ရှင်ကျေးဇူးပါရှင်